နံပါတ်4စီတုံဆွဲခြင်းစိတ်ကြစီမျိုးစုံကိုတုံဆွဲခြင်းအရက်ပြာတောက်ချင်းလို့ကြောက်ဘဝပြက်ပြီးတော့စိတ်ရုံအတွင်းမှာဖာတယ်ဖြစ်ပြီးငွေပေးပြီးအလကားအချောင်ခံနေတော့ဖာတယ်ဖြစ်သည်လောက်၅လကြာမှတစ်ခုလမ်းမှတိရအိမ်တော်နေမှတိရအဲ့လိုလိုမျိုးဘာပြောခြင်းလဲ။ငါတို့ရမှာဆိုရင်ဘာပြောခြင်းလဲ။ အလုံးမဲမင်္ဂလာပါတကယ်ချင်းတို့ကျွန်တော်ကတော့စိုင်းကြီးပါဗျဒီကနေ့တကယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီကညီမတယောက်ကပေါ့နော်သူ့ရဲ့ကောင်လေးနဲ့အတူတူနေပြီးသွားမှာပေါ့နော်ဒီလာပေါင်းများစွာကြာပြီးတဲ့အခါမှာသူ့ကောင်လေးရဲ့နောက်ွယ်ရအကြောင်းအရာအပြည့်စုံကိုတိလိုက်ရတယ်ဗျာနော်ကြည့်နေတဲ့ကျွန်တော်တကယ်ချင်းတွေထဲမှာလည်းမိန်းကလေးတွေပါတယ်ဆိုရင်ဒါတကယ်ကိုပညာရတဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ပေါ့နော်ဒီဗီဒီယိုလေးကိုဆောင်းလိုက်ကြည့်ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာနော် ကိုနဲ့တွဲပြီးတော့ဒီလောက်၅လကြာမှတစ်ခုလမ်းမှတိရအိမ်တော်နေမှတိရအဲ့လိုလိုမျိုးမျိုးဘာပြောချင်လဲငါနေရာမှာဆိုရင်တော့ဘာပြောချင်လဲဟမ်ပညာရှိじゃနော်မိန်ကလေးတွေဖြစ်ပေးမယ်ဒီကောင်မလေးကိုဖြစ်ပေးမယ်ပြောစမ်းမလို့တဲ့တကယ်ချင်းအဲ့ဒါကြီးမလို့တဲ့ဟုတ်တယ်ပထမတော့သူကလူပြိုးလို့ကျွန်တော်လိန်ပြီးတော့ နောက်ပဲကြမှာတခုလက်မသိလေဟာကျွန်တော်ခွလုံးပေးရတခုလက်ဆိုကျွန်တော်ယူမယ်ဘာဖြစ်မလို့လူစားအမားနဲ့မကင်းလို့ကျွန်တော်ဆုံးဖြတ်တာကျွန်တော်ပျော်သွားတယ်ဗောနော်ဒါပေမဲ့နောက်ပဲကြတော့စိမေးတယ်မင်းမင်းမင်းနဲ့သူအိမ်တော်ရှိမှသိရမယားရင်တို့ရှိတယ်လွတ်လပ်နေတဲ့လူတရားမဟုတ်ဘူးတလား ဘလောက်မှရိုင်းလဲเนาะချင်းနေတော့မဲ့သူမိသားစုလည်းပြိုကွက်အောင်ကျွန်တော်မလုပ်ချင်းဘူးချက်တင်တော့သူအဝေးရပဲချင်းနေရတာဒီညမာလေးဆိုရင်လင်ငယ်အောင်ပဲဗျာနော်ဒီအရွယ်တွေကဒါအချစ်ကိုစူးစမ်းခြင်းနဲ့အရွယ်တွေနော်အချစ်ယူတဲ့အချိန်တွေမယူသေးခင်ဒီညမာလေးကိုစဉ်းစားပါအောင်လို့ပြောခြင်းနေဗျာနော်ယူပြီးသွားတဲ့အခါနောက်တစ်ချိန်ကျရင်နော်တကယ်ကိုနောက်တာအကြည့်ကြည့်ရသွားလိမ့်မယ်ဗျာနော် အချိန်ယူပြီးတော့စဉ်းစားစီချင်ပါတယ်ကိုတပွားလုံးစာအတွက်ပေါ့နော်လက်တွဲမဲ့သူကိုယူမဲ့သူသူ့ရဲ့နောက်ကျောင်းရာဇဝင်ကိုလည်းကိုကတိပို့လို့ရတယ်နော်ဒီတိုင်းကြီးမျက်စိမှိတ်ပြီးတော့အချစ်တခုကိုပဲယုံစားပြီးတော့ပေါ့နော်စွတ်တိုးမဝင်ကြပါနဲ့ဗျာနော်ဟုတ်တယ်ရိုက်လို့ဒီနေ့ဒီမိမရဲ့ဇလန်းကိုစပြောမှဖြစ်တယ်ဒီမိမဒီကျဲကောင်းအထေချုပ်ဆက်ယုံတွင်ယခုအလုပ်လုပ်ပြီးနေထိုင်တော့ ဒေါ်မုံမုံမြင့်ကိုမြင့်ဆောင်မခနာနိုင်26964နေရဇာတိယမြင့်မြန်မြို့နယ်ထောင်းတိုင်အုပ်စုဘာရာကုန်းကျေးရရွှေရောင်လင်းကွက်တစ်တင်ဒေသန်သူဖြစ်သည်ယခုအချိန်တွင်ကျေကောင်းအထည်ချုပ်စက်ယုံတွင်အလုလုပြီးနေထိုင်နေသောဒေါ်မုံမြင့်သည် ရသည်မြလှုပ်အားကကိုလင်းငယ်ကိုပန်ပိုးပြီးသူရဲ့ဘေးမှာရက်နေတဲ့တမိအရင်ကိုရဲရဲဆက်ဆက်စွန့်ပစ်ပြီးရဲရဲဆက်ဆက်စွန့်ပစ်ထားခဲ့ပြီး လင်ငယ်ကိုရသမျှလှုပ်အားကပံပိုးနေချင်းကြောင့်ဒီနေ့သူ့ရဲ့ဇလန်ကိုစတင်ဖြစ်ပါတယ်ဒီဇလန်ရဲ့အကြောင်းရှင်းမှာပါကြောင်သူဒီနံပါတ်4စီတုံဆွဲခြင်းစိတ်ကြစည်းမျိုးစုံကိုတုံဆွဲခြင်းအရက်ပြာတောက်ချင်းလို့ကြောင်ဘဝပြက်ပြီးတော့စိတ်ယုံအတွင်းမှာဖာတယ်ဖြစ်ပြီးငွေပေးပြီးအလကားအချောင်ခံနေတော့ဖာတယ်ဖြစ်တယ်အဲအဲ့လာကြောင်ဒီနေ့ ခုကျွန်တော်ပြောခဲ့တဲ့စကားဒီမဟုတ်မမှန်လောက်ကြံတော့စကားတခွန်းမှမပါပါအမှန်ကန်တာဖြစ်ပါကြောင်းကျွန်တော်သူ့ရဲ့တရားဝင်လင်စုံနိုင်နိုင်ဖို့တင်ကြီးညာလိုက်ဒီတကယ်လို့ဒီအကြောင်းအရာနဲ့ပတ်သက်လို့မဟုတ်ဘူးရှင်းကျင်ရင်ယွာမှသူနဲ့အတူတူနေထိုင်တော့မျက်မြင်အတိတ်တည်းကိုတွေ့တယောက်လုံးရှိပါသည်ရှင်းကျင်ရင်အချိန်မီွေးကြိုက်တဲ့နေရာကြိုက်တဲ့ဌာနကြိုက်တဲ့ယုံမှရှင်းလို့ရသည်ဇွန်တိုင်းအာမခံ၍ ရဲရဲပြောသည်ဒီအကြောင်းအရာနှင့်ပတ်သက်၍သူသည်နံပါတ်4တုံးဆွဲခြင်းစိတ်ကြစည်းများတုံးဆွဲခြင်းအရက်ပြာတောက်ခြင်းအပျော်ပါလောင်းကစားများလှုပ်ခြင်းသူလင်ငယ်စိမ်းစိုင်းမြတ်သူကိုထမင်းချက်ကျွေးခြင်းခူးကျွေးခြင်းနဲကျွေးခြင်းလိုအပ်သမျှအရာရာဖြည့်ဆည်းပေးနေသောအချိန်ပြင်းညတနာယီနှစ်နာရီအချိန်တွင်ညစဉ်ညတိုင်းလင်းငယ်ခေါ်ပြီးအချိန်တိုင်း ချိန်တိုင်းညတိုင်းမှာရင်ငယ်နဲ့ငွေပေးပြီရင်ငယ်ကိုငွေပေးပြီအချောင်းခံခံနေတာသူ့ရဲ့အတိတ်တည်းလည်းမြင်သည်တရားဝင်ရင်းဇွန်နိုင်လည်းကြားသည်သိသည်မြင်သည်အဲ့ဒီတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ရှင်းကျင်တပါဆိုရင်လည်းအချိန်မြေကြိုက်တဲ့နေရာကြိုက်တဲ့နေရာကြိုက်တဲ့ဌာနကြိုက်တဲ့ရုံးကိုရှင်းလို့ရသည်ခုတရားဝင်ရင်း ုံတိုင်းပြောတဲ့စကားဒီမဟုတ်မမှန်လောက်ကြံတော့အကြံဖန်စကားလုံးဝတစ်ခွန်းမှမပါကြောင်းအာမခံ၍ဖြစ်ရမှန်တာပြောခြင်းဖြစ်ကြောင်းဒီနေ့လိုင်းပေါ်တင်၍ဇုံတိုင်းကျင်ညာလိုက်ပြီတိုင်းတပားမှာပတ်စံရှာပြီးတော့เนาะကိုရဲ့မိသားစုကိုလည်းအကျိုးရှိအောင်အသုံးမချပဲနဲ့တဏှာအတွက်ဒါပေးဆက်နေရတာပေါ့เนาะနာမည်လေးပြတ်တယ်မိသားစုအတွက်ပါအထောက်ပံ့မှလည်းမရဘူးเนาะသူ့ကိုယ်သူသူ့စိတ်ကိုယ်သူဖျော်ဖြေတဲ့ပုံစံမျိုးပဲဖြစ်နေတယ်ဗျာเนาะ ဘာပဲပြောပြောတာသမီးရဲ့မျက်နှာကိုတော့ထောက်သိမ့်ပါတယ်ဗျာနော်ကဘာမှာရှိတဲ့လူသားအားလုံးသိစီရတော်မုံမင်းရဲ့ယောက်ျားဇောနိုင်တရားဝင်ယောက်ျားဇောနိုင် လိုင်းပေါ်တင်၍ကဘာမှာရှိတဲ့ပြည်သူလူထုအားလုံးသိအောင်ဇောနိုင်လိုင်းပေါ်တင်၍လူကိုယ်တိုင်ပြော၍ကြီးညာလိုက်သည် ကျဲကောင်အထယ်ကျုပ်ဆက်ယုံတွင်ယခုအလုပ်လုပ်ပြီးနေထိုင်တော့ဒေါ်မိုးမမြင့်သည်ကျွန်တော်ရဲ့တရဝင်းအကျဉ်ရေမရအဖြစ်ဇနီးအဖြစ်တရဝင်းမရတယောက်ဖြစ်ကြောင်းကိုကျွန်တော်အတီရင်းလိုင်းပေါ်ကိုတင်၍ကျင်ညာလိုက်သည် သူသည်ယခုအချိန်မှာရသည်မလုံအားကကိုရင်ငယ်စိုက်မြတ်သူကိုပံ့ပိုးပြီးအရက်ဘီယာနံပါတ်4စိတ်ကြွစီ မမွေးအောင်ဒရီတားကြီးများစပြီးလိုအပ်သည့်အရာရာကိုရင်ငယ်ကိုဖြစ်ဆွတ်ပေးနေတဲ့နောက်ဆုံးအထိကိုယ်ကိုပြောမယ်ထမင်းချက်ပြုတ်ကြီးတာအစကိုယ်တိုင်လှုပ်ပြီးတော့ခုခတ်ကြီးပြီးတော့လှုပ်တာအစမင်းရဲ့တရားဝင်ရင်ယောက်ျားစော်တိုင်းအားလုံးသိတယ်ဒါပေမဲ့မင်းနဲ့ငါနဲ့လွတ်နေသည့်အတွက်မင်းလှုပ်ချင်ရလှုပ်ပြောချင်ရပြော ါပေမဲ့မင်းငွေရဇာတိဆိုရရွာသာကုန်းကိုမင်းတနေ့တော့မင်းပြန်လာမှာဘယ်လိုနီးနေပဲလာလာဘယ်လိုနီးဘယ်လိုနီးနေပဲမင်းပြန်လာလာမင်းနဲ့ငါနဲ့ပွဲကြီးပွဲကောင်းဆိုတာတနေ့တွေ့မယ်ဖုံးအဆက်တွေဖြတ်ယုံလူအဆက်တွေဖြတ်ယုံနဲ့မင်းကအကျင်လင်မရဇလံကိုမင်းပြီးပြီလို့ထင်နေသလားခုမှပွဲရစမှာမင်းနားလေအောင်ပြောပြရေးကိုယ်တိုင်ကိုလာလေဆယ်လား ဖွာခဲ့တဲ့တမိရင်းကိုမင်းကိုယ်တိုင်ရဲရဲစက်စက်စွန့်ပစ်ပြီးလင်ငယ်စိတ်ထိတ်တက်ပြီးတဏှာစိတ်ကြီးနေတဲ့မင်းလူမိမကိုဆုံးမဖို့အတွက်ငါအချိန်မျိုးစောင့်နေရဲဆိုတာမင်းမြင်းမြင်းယုံထားလိုက်ဒါပေမဲ့တခုတော့ပြောမယ်မင်းတို့ပြင်းနိုင်ရင်ကဘာမြေဆုံးထီမဟုတ်စက်ကြဝလာအပြင်းမဲ့ထီပြေးမင်းတနည်းရွာသာကုန်းကိုမင်းပြန်ကူလာကူလာမယ်မင်းရဲ့အာနေချက်ကငါရှိမှရှိရဲဆိုတော့မင်း င်းမြစ်ယုံထားလိုက်အဲ့ဒါတော့နောက်ပါပဲမင်းတိအောင်ကဆက်ပြောပြဒါနဲ့ခုစာနဲ့ရေးတင်တာအမရလို့မင်းရဲ့တရားဝင်လင်းယောက်ျားဇွန်နိုင်လိုင်းပေါ်တင်၍ပြင်ညာလိုက်သည်ရင်းငယ်ဆိုင်မြတ်သူကိုချက်ပြုတ်ကြွေကြွေမင်းမင်းဘာတွေပဲလှုပ်လို့ရသမျှလှုပ်အားကပန်ဖို့ဖို့ငါစောက်ကြီးမဆိုင်ဘူးမင်းမင်းလှုပ်မဲ့အလုပ်ကိုလှုပ်ငါလှုပ်မဲ့အလုပ်ကိုလှုပ်မယ်မင်းအဲ့ဒါမြင်းမြင်းမှတ်ထားလိုက် နောက်နေ့မှဒုံနိုင်မင်းကိုဆက်ပြီးတော့ပြောမယ်ဒါကတော့မတန်းသားမခင်တဲ့ပုံစံမျိုးလှုပ်သွားတာပေါ့ဗျာနော်သူ့ရဲ့ယောက်ျားလည်းရှိတယ်သူ့ရဲ့သားသမီးလည်းရှိတယ်အဲ့ဒါအဲ့ဒီမျက်နှာတွေကိုမှမထောက်အနောက်ကိုမှပြန်မကြည့်နော် သားသမီးကိုလည်းစွန့်ပစ်သွားခဲ့တဲ့မိဘမျိုးကိုတော့ပြန်ပြီးတော့ဒါလက်မခံသိတော့ဘူးဗျာနော်နေဆက်တီရောက်သွားတဲ့အခါမျိုးကြာရင်စောနာလိုမျိုးမူးယစ်စည်းဝါပစ္စည်းတွေကအရန်ကိုပုံများတဲ့အတွက်သူတို့တွေရလဲလဲကိုပျက်စီးနိုင်တယ်ဗောနော် ဒါစိတ်ကိုတော်တော်ကြီးထိ ंछ ုံနိုင်တဲ့သူတွေမှသာလေဘွာတုတ်တက်သွားကြတာပါဗျာနော်ကဲတကယ်ကျွန်တော်လည်းပြောစရာအကြောင်းရလေးရှင်ကျွန်တော်အောက်မှာကိုမန့်လေးရေးပေးခဲ့ပါအောင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်းဆုံတွေ့ကြမှာဗျာ